ဘုံကျဲခံရတဲ့တန်ကနေအသက်ရှင်အောင်ကြိုးစားရုန်းကန်ခဲ့ရတဲ့စစ်သားလေးသိန်းဇလန်လေးရဲ့အစမှာတော့ဒုတိယကမ္ဘာစစ်အတွင်းမှာအမေရိကန်နဲ့ပြင်သစ်စစ်သား၄သိန်းကျော်ကတန်ကာမြို့စိတ်ကမ်းမှာရန်သူတွေဝိုင်းတာခံခဲ့ရပါတယ်။ဘာဆက်ဖြစ်မလဲဆိုတာမသေချာမရတဲ့အခြေအနေမှာသူတို့ကကယ်တင်ခံရဖို့မျှော်လင့်နေခဲ့ကြပြီးပြည်ထိုင်စစ်သား၆ရောက်အုပ်စုကလည်းတန်ကာမြို့လမ်းမတွေပေါ်မှာကင်းလည်နေခဲ့ပါတယ်။သူတို့ကလူမနေတော့တဲ့အိမ်တွေထဲမှာစားနေရိတ်ခါနဲ့ရေကိုလိုက်ရှာနေကြတော့ရုတ်တရက်ဂျာမန်စစ်သားတွေကချောင်းပစ်ခဲ့ပါတယ်။ ဝေယုံသုံးကားခြေနေမှာဗီဒိန်စစ်သား9ယောက်တပ်ခန့်လိုက်ရပြီးတော့တိုမီတယောက်ပဲလွတ်မြောက်သွားခဲ့ကာပြောင်းရွှေ့ဖို့အတွက်ထောင်ထဲချီတဲ့ဗီဒိန်စစ်သားတွေတန်းစီစောင့်နေတဲ့စိတ်ကန်းစီကိုပြေးသွားခဲ့ပါတယ်။အဲဒီနောက်တိုမီကပက်ကြည့်နေတဲ့ကမ်းခြေမှာယာနေချီတဲ့စစ်သားတွေရဲ့အလောင်းတွေကိုတွေ့ခဲ့ပါတယ်။သူကအဲထဲမှာစစ်သားတယောက်အလောင်းကိုမြှုပ်နေတဲ့ကန်ဆွန်ကိုတွေ့တော့သွားပြီးတော့ကူညီခဲ့ပါတယ်။ခဏကြာတော့ဂျာမန်တိုက်လေယာဉ်တွေရောက်လာခဲ့ပြီးတော့စစ်သားတွေပေါ်ကိုဘုံးတွေအများကြီးကျဲချခဲ့ပါတယ်။ အဲ့ဒါကြောင့်စစ်သားတွေအများကြီးတက်ခံလိုက်ရပေမဲ့ဒိုမီနဲ့ကင်ဆွန်တို့ကတော့ကံကောင်းထောင်းမှပြီးတော့အသက်ရှင်ခဲ့ပါတယ်။လင်းထွက်သွားတော့သူတို့နှစ်ယောက်ကဒဏ်ရာရနေတဲ့စစ်သားတယောက်ကိုတွေ့ပြီးတော့အကြံရသွားခဲ့ပါတယ်။သူတို့ကကယ်တင်ခံရဖို့အတွက်စစ်တပ်သားတွေလိုဟန်ဆောင်ကဒဏ်ရာရနေတဲ့စစ်သားကိုထမ်းစင်နဲ့တင်ပြီးတော့စေတမောစီကိုသွားခဲ့ပါတယ်။သူတို့ကတင်မောဘော်ကိုတက်ဖို့ကြိုးစားနေတဲ့ပြင်သစ်စစ်သားတွေကိုကြော်လာခဲ့ကြပေမဲ့တက်ခွင့်မရဘဲနဲ့ညှင်းဆူခံခဲ့ရပါတယ်။အဲ့ဒါနဲ့မကဘဲဒိုမီနဲ့ကင်ဆွန်တို့ကထွက်သွားဖို့ပါမိတ်ပေးခံခဲ့ရပေမဲ့ သူတို့ကမိုးလို့ခေါ်တဲ့ရေမွေအောင်ကာထားတဲ့နေရာအောက်ကိုဝင်ပုန်းနိုင်ခဲ့ပြီးတော့နောက်ထပ်သင်္ဘောရောက်လာအောင်စောင့်နေခဲ့ပါတယ်။အဲဒီအချိန်မှာပဲသူတို့ကတော်ဝင်ရေတပ်ရဲ့ကွန်မန်ဒါဘော်တွန်ဗိုလ်ချုပ်ကြီးဝင်းနက်နဲ့ရေတပ်ဗိုလ်ချုပ်ကြီးတို့စစ်သားတွေကိုပြောင်းရွှေ့ပေးဖို့အကောင်းဆုံးနည်းလမ်းကိုဆွေးနွေးနေတာကိုကြားခဲ့ပါတယ်။ဆွေးနွေးပြီးခဏကြာမှာတော့မိုးကစစ်သင်္ဘောထွက်သွားဖို့အတွက်တခုတည်းသောနည်းလမ်းဖြစ်ကြောင်းဆုံးဖြတ်ခဲ့ကြပါတယ်။ခဏကြာတော့ကန်းကပ်ဖို့စူးစမ်းနေတဲ့သင်္ဘောကဂျာမန်လေယာဉ်တွေတိုက်ခိုက်တာခံရပြီးတော့နစ်မြုပ်သွားခဲ့ပါတယ်။ တင်မောဘောကစသားတွေကအသက်ရှင်အောင်ရေထဲကိုခုန်ချခဲ့ကြပြီးတော့အဲဒီချိန်မှာပဲတိုမီကအဲလစ်ဆိုတဲ့တိုင်ရင်ကစသားတယောက်ကိုကူညီခဲ့ပါတယ်။ဒီနောက်မှာတော့တိုမီနဲ့ကေဆွန်တို့ကတင်မောဘောကနေခုန်ချလာတဲ့စသားတွေနဲ့အတူဝင်ရောကဟန်ဆောင်ခဲ့ပါတယ်။သူတို့ကအဲလစ်နဲ့တခြားစသားတွေပါတဲ့ဗီဒိန်စင်တင်မောဘောကိုတက်ရောက်နိုင်ခဲ့ပါတယ်။တင်မောဘောရောက်တော့သူတို့ကအစားအစာနဲ့ရေတွေရခဲ့ပြီးတော့တိုမီအဲလစ်နဲ့တခြားစသားတွေကပျော်ရွှင်စွာစားတောင်းနေကြတော့မှာပဲကေဆွန်ကတင်မောဘောပတ်ကြည့်နေခဲ့ပါတယ်။ တိမ်မကြခင်မှာပဲသူတို့တင်းမော့ကလည်းတော်ပီโดနဲ့ထုခံကလိုက်ရပြီးတော့ရေတွေလည်းဝင်လာခဲ့ပါတယ်။တင်းမော့ကမျောနေတော့ကေဆွန်ကအထက်ကတော်မီကိုပြင်ထွက်နိုင်အောင်အပေါက်ကိုဖွင့်ပေးခဲ့ပါတယ်။တော်မီတို့၃ယောက်ကအသက်ငယ်လီရီစီကိုကူးကတ်သွားခဲ့ပေမဲ့လီပေါ်မှာလူတွေအပြည့်ဖြစ်နေခဲ့ပါတယ်။ရွေးစရာမရှိတော့တဲ့အတွက်သူတို့ကတခြားစစ်သားတွေနဲ့အတူတူလေနောက်မှာကျိုးနဲ့ချီပြီးတော့ကန်းဆက်ကိုရောက်တဲ့အထိကိုရေကူးလိုက်ရပါတယ်။အဲ့ဒီချိန်မှာသူတို့ကဘလောက်ပဲကြိုးစားကြိုးစားတံခါးကနေမလွတ်မြောက်နိုင်ဘူးဆိုတာကြောင့်စိတ်သက်သာပြူလာခဲ့ပါတယ် ဒီနောက်မှာတော့ကမ်းခြေမှာနိုင်ပိုင်းလောက်ထိုင်နေပြီးတော့အသက်ရှင်ကျန်ရစ်ခဲ့တဲ့ဗီဒိန်စသားတွေကကုန်းမြေဒေသကတပ်ဖွဲ့လေးနဲ့ပူးပေါင်းခဲ့ပါတယ်။တကယ်တော့သူတို့ကဒီအတက်ကြကြောင့်တောင်းတင်နေတဲ့တင်မော့စီကိုသွားမှာပဲဖြစ်ပါတယ်။တင်မော့ကရေထဲတွန်းချဖို့အတွက်အရန်လေးနေတော့သူတို့ကချက်ချင်းမထွက်ခွာနိုင်ခဲ့ပဲနဲ့၃နာရီတခါတက်လာတဲ့ဒီရေကိုစောင့်နေရမှာပဲဖြစ်ပါတယ်။ခဏကြာတော့တင်မော့သားတွေထွက်လာချိန်မှာဗီဒိန်စသားတွေကရန်သူလို့ထင်ကဖမ်းဆီးခဲ့ပါတယ်။ ဒါမဲ့လည်းတင်မောသားက Dutch လူမျိုးဖြစ်နေတဲ့အကြောင်းနဲ့သူတို့ကဂျာမန်မျိုးပေါ်မှာတောင်းတင်နေတဲ့အကြောင်းပြောခဲ့ပါတယ်။ဒီနောက်မှာတော့သူတို့တင်မောကလည်းပြစ်ခံခဲ့ရတဲ့အတွက်ရေတွေကကြီပေါက်ရာတွေကနေလှေထဲကိုဝင်လာခဲ့ပါတယ်။ပုံနေတဲ့စစ်သားတွေကလက်တုံပြန်ကျင်ခဲ့ပေမဲ့လည်းတော်မီကသူတို့ကိုတားခဲ့ပြီးတော့ဂျာမန်စစ်သားတွေကတင်မောကိုလေ့ကျင့်ပြစ်မှတ်အဖြစ်၃ကြောင်ထောက်ပြခဲ့ပါတယ်။အခုတော့ရေတွေကတင်မောတွေကိုအများကြီးဝင်လာတော့တာကြောင့်အဲလစ်ကတင်မောကိုဝင်ရော့သွားအောင်လို့ကေဆွန်ကိုပြင်ထွက်ခိုင်းခဲ့ပါတယ်။ ။ဒိုမီကတော့ဂေဆွန်ကသူတို့အသက်ကိုကယ်ခဲ့တဲ့အကြောင်းပြောကာဝင်တားခဲ့ပေမဲ့အဲလစ်ကမစင်မကျင်နဲ့အသက်ရှင်ကြံရစ်တာကမတရားတဲ့အကြောင်းပြောခဲ့ပါတယ်။ဂေဆွန်ကသူ့လေတန်းကိုတတိမထားမိအောင်တစ်ချိန်လုံးစကားမပြောတဲ့အတွက်ဂျာမန်တချို့တယောက်ဖြစ်နိုင်တဲ့အကြောင်းအဲလစ်ကဆွဆွဲခဲ့ပါတယ်။စကားများနေကြတော့မှပဲဂေဆွန်ကပထမဆုံးချိန်စကားပြောခဲ့ပြီးတော့သူကပြင်သစ်တယောက်ဖြစ်ကရွှေပြောင်းတဲ့ထဲပေါအောင်သူမြုပ်ခဲ့တဲ့ဗီဒိန်စသားစီကနေ ID ကတ်ကိုယူခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။ခဏကြာတော့တင်းဘောကတံခါးကနေဝေးလာခဲ့ပေမဲ့နေမြုပ်တော့မှာပဲဖြစ်ပါတယ်။ စစ်သားတွေကကြည်ပေါက်ယာတွေကိုဖာဖို့ကြိုးစားခဲ့ပေမဲ့မရခဲ့ဘဲနဲ့အသက်ရှင်အောင်တင်မော့ပြင်ကိုထွက်ခဲ့ကြရပါတယ်။ဒါမဲ့လည်းကံမကောင်းကျင်တော့ကေဆွန်ကချင်းကျိုးနဲ့ညှိသွားပြီးတော့ရင်နဲ့သွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့အင်္ဂလန်တော်ဝင်ရေတပ်ကဒဂါကစစ်သားတွေကိုကယ်တင်ဖို့အတွက်ကိုပိုင်လေတွေကိုသိမ်းယူခဲ့ပါတယ်။ဝေးမောက်မှာတော့တင်မော့သားတားဖနှစ်ယောက်ဖြစ်တဲ့ဒေါက်ဆွန်နဲ့ပီတာတို့ကအရာရှိတွေစီကိုတင်မော့ကိုပေးမဲ့စာသူတို့ဘာသာပဲမောင်းမယ်လို့ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့ကမွန်စတုန်းကိုထွက်ခွာခဲ့ကြပြီး George ကသူတို့အတွက်အကူအညီပေးနိုင်တယ်လို့ပြောကသူတို့နဲ့ပူးပေါင်းခဲ့ပါတယ်။တန်ဃာကလည်းသွားတဲ့လမ်းမှာသူတို့ကမောင်နေတဲ့ဗီဒိန်သင်္ဘောပေါ်မှာထိုင်နေတဲ့စစ်သားတစ်ယောက်ကိုတွေ့ခဲ့ပါတယ်။ဒီနောက်မှာတော့သူတို့ကသင်္ဘောနာကိုဖိဖိချင်းကတ်သွားခဲ့ပြီးတော့စစ်သားကိုကယ်တင်ခဲ့ပါတယ်။ဒေါ်စွန်ကသူတို့နာမည်ကိုမေးခဲ့ပေမဲ့လည်းစစ်သားကနှုတ်ဆက်နေခဲ့ပြီးတော့လော်ဒဂျီနဲ့ပြန်လှည့်ခိုင်းခဲ့ပါတယ်။ဒါမဲ့လည်းဒေါ်စွန်ကကယ်လို့ရသမျှစစ်သားတွေအကုန်လုံးကိုကယ်တင်ရမှာဖြစ်ကြောင်းပြောကညင်းဆိုခဲ့ပါတယ်။ ဒါမဲ့လည်းအဲ့ဒီစစ်သားကဇက်တိုက်ပြန်လဲခိုင်းနေတော့ပီတာကသူ့ကိုအခန်းတစ်ခုထဲမှာပိတ်ထားခဲ့ပါတယ်။ဒါမဲ့လည်းစစ်သားကအပေါက်လေးထဲကနေထွက်လာကသင်းမောကိုပြန်လဲဖို့ပြောခဲ့ပါတယ်။ဒေါ်စုံတို့သုံးယောက်ကဘူးခံခြင်းတော့စစ်သားကသင်းမောကိုထိန်းချုပ်ဖို့အတွက်ကြိုးစားခဲ့ပါတယ်။အဲဒီနောက်လုံတွေးတပ်ဖို့ကြရင်နဲ့စစ်သားက George ကိုတွန်းလိုက်တော့ George ကအောက်ခန်းထဲကိုပြုတ်ချသွားကခေါင်းကိုထိခိုက်သွားခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့အခါမှာတော့ပီတာက George ကိုကုသပေးဖို့အတွက်အောက်ဆင်းသွားခဲ့ပြီးစစ်သားကသူ့လုပ်ရက်ကိုပြန်တွေးနေခဲ့ပါတယ်။ George ရဲ့ဒဏ်ရာကပြင်းတော့မျက်စိကွယ်သွားခဲ့ပြီးတော့ သူကပီတာကိုလည်းလေးစားစရာတစ်ခုခုလုပ်ချင်တဲ့အတွက်လိုက်လာခဲ့တာဖြစ်ကြောင်းနဲ့ပီတာတို့သားဖားနဲ့ပူးပေါင်းခွင့်ရတဲ့အတွက်ဂုဏ်ယူကြောင်းကိုလည်းပြောခဲ့ပါတယ်။ဂျော့ချ်ကချက်ချင်းစေကူသားမှုခံယူရမှာကိုသဘောပေါက်တဲ့အတွက်ပီတာကသူ့ဖေကိုသွားပြောခဲ့ပေမဲ့လည်းဒေါ်ဆွန်ကပြန်လဲဖို့အတွက်အတော်ဝေးနေပြီဖြစ်ကြောင်းပြောခဲ့ပါတယ်။အဲဒီအချိန်မှာပဲတော်ဝင်လေတက်ရင်သုံးစီးကကာဝယ်ပေးဖို့အတွက်တန်ကာကိုထွက်ခွာခဲ့ကြပါတယ်။ဒါမဲ့လည်းသူတို့ကာကွယ်မှုကလောင်စာကန့်သတ်ကြောက်တနာရီပဲကြာမှာဖြစ်ပါတယ်။ခဏကြာတော့သူတို့ကဂျာမန်လေရင်တွေကိုတွေ့ပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ကြားမှာဂျာမန်လီယင်တစည်းကအဖွဲ့ကောင်းဆောင်ကိုပြစ်ချလိုက်တော့ဖာရီယာနဲ့ခေါ်လင်ပဲကြံခဲ့ပါတယ်။အချိန်တွေကပိုဆိုးကျင်တော့ဖာရီယာရဲ့စီကံကလည်းပေါက်သွားခဲ့ပါတယ်။ဒီနောက်မှာတော့သူတို့ကလက်ပြန်ရမယ့်စာစီကိုမကွန်ထိမ်းပေါင်းပြီးတော့ရန်သူလီယင်ကိုပြစ်ချနိုင်ခဲ့ပါတယ်။စစ်ပွဲကပိုပြီးပြင်းထန်လာတဲ့အခါမှာတော့ခေါ်လင်ရဲ့လီယင်ကလည်းဝင်တိုက်ခံခဲ့ရပြီးတော့သမုတ်တရားလည်းမှာပြက်ကျသွားခဲ့ပါတယ်။ရဲကိုကြာသွားတဲ့အခါမှာတော့သူကလီယင်ကနေထွက်ဖို့ကြိုးစားခဲ့ပေမဲ့ညံ့နေခဲ့ပါတယ်။ လင်းကနေမြောက်တော့မှဖြစ်တဲ့အတွက်သူကအလံတရားနဲ့အမြန်ဆုံးထွက်ခဲ့ပါတယ်။အဲနောက်သူကရင်းနှီးတော့မလို့ဖြစ်ခဲ့ပေမဲ့လည်းဒေါက်ဆွန်နဲ့ပီတာတို့ကအချိန်မီရောက်သွားခဲ့ပါတယ်။ဒီနောက်မှာတော့သူ့ကိုကယ်တင်ကဆက်လက်ထွက်ခွာခဲ့ပါတယ်။ဖာရီယာကတော့အသင်းမှာမုံမန်းသိပေမဲ့မစ်ရှင်တိုင်းဆက်လက်ဆောင်ရွက်ဖို့ရွေးချယ်ခဲ့ပါတယ်။အဲဒီအချိန်မှာနောက်ထပ်သင်္ဘောသားတွေကတော့တန်ကာကစစ်သားတွေကိုကယ်တင်ဖို့အတွက်ပင်လယ်ပြင်မှာရောက်လာခဲ့ကြပါတယ်။အသင်းကြံရိုက်ခဲ့တဲ့စစ်သားတွေကမိုင်းရှင်းသင်္ဘောတွေကိုတွေ့တော့အသင်းအောင်ကူသွားပေးခဲ့ပါတယ်။ ဒါမဲ့လည်းတင်မောကဂျာမန်လင်းတစည်းဘုံကျဲတာခံလိုက်ရတော့သူတို့မျောလင်းချက်တွေကလည်းတစားစီကွဲကြည်သွားခဲ့ပါတယ်။ပောက်ကွဲမှုကြောင့်ပင်လယ်ပြင်ကစီတွေနဲ့ရောသွားခဲ့ပြီးတော့စစ်သားတွေကလည်းပစ္စည်းတွေကြားထဲမှာကာကွယ်ယူခဲ့ကြပါတယ်။ခဏကြာတော့စီတွေကမီးလောင်လာခဲ့ပြီးတော့ရေထဲကစစ်သားတွေအတွက်တည်ခြင်းတရားကရောက်ရှိလိုလာခဲ့ပါတယ်။ရန်သူလေရင်ကနောက်ထပ်ဘုံထက်မကျဲခင်မှာဖာရီယာကပြစ်ချနိုင်ခဲ့ပြီးခဏကြာတော့စီကုံသွားတဲ့အတွက်ကမ်းခြေမှာဆင်းသက်ဖို့ရှော့ဆင်းခဲ့ပါတယ်။ ဲဒီချိန်မှာပဲပီတာကော်လင်းနဲ့စစ်သားကဘုံခွဲတဲ့နေရာကိုရောက်လာခဲ့ပြီးတော်မီနဲ့အဲလစ်ပါဝင်ရေထဲကစစ်သားတွေကိုတတ်နိုင်သမျှသင်္ဘောပေါ်ကိုဆွဲတင်ခဲ့ကြပါတယ်အဲလစ်ကအနားယူဖို့အောက်ခန်းထဲကိုဆင်းသွားတော့အသက်မဲ့နေတဲ့ဂျော့ဂျီအလောင်းကိုတွေ့ခဲ့ပါတယ်သူကဒေါ်စွန်နဲ့ပီတာတို့ကိုအဲဒီကြောင့်တတိပေးလိုက်တော့သူတို့ကလည်းဝမ်းနေသွားခဲ့ကြပါတယ်ဒီနောက်မှာတော့ဂျေကွန်းနေတဲ့စစ်သားကအချင်းတွေကိုမတီးဘဲနဲ့ကြော့ဆင်ပြေလာလို့ပီတာကိုမေးခဲ့ပါတယ်ပီတာကစစ်သားကိုနောက်ထပ်စိတ်ဒဏ်ရာမရစေချင်တဲ့အတွက်အဆင်ပြေတယ်လို့လိန်ခဲ့ပါတယ် ကိုရီးယားအန်ဒီယံမကင်းသေးပဲနဲ့နောက်ထပ်ဂျာမန်ဘုံကျဲလီရင်တစည်းထားရောက်လာခဲ့ပြီးတော့စစ်သားတွေကတေးရမှာကြောက်တဲ့အတွက်နှလုံးကုန်မြန်လာခဲ့ကြပါတယ်။ဒါမဲ့လည်းတတိကဲဖာရီယာကစစ်တပ်ထားတာတော့မှရန်သူလီရင်နောက်ကိုလိုက်ကပစ်ချခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကလီရင်ကိုကမ်းခြေမှာဆင်းသက်လိုက်ပြီးတော့ဖမ်းခံရဖို့စောင့်နေခဲ့ပါတယ်။နောက်တစ်ခါမှာတော့တော်စုံနဲ့တခြားသင်္ဘောပိုင်ရှင်တွေကတန်ကာကစစ်သားတွေကိုကယ်တင်ပြီးဖြစ်တဲ့အတွက်နောက်ဆုံးမှအိမ်ပြန်ခေးကိုရွတ်လွှင့်ခဲ့ကြပါတယ်။၃သိန်းကျော်တဲ့စစ်သားတွေကသင်္ဘောတွေပေါ်မှာပါလာခဲ့ကြပြီးတော့ ွန်မတာဘော်တွန်ကတော့ပြင်သစ်စစ်သားတွေကတင်ခံရတာကိုကြီးကြပ်ဖို့အတွက်နေခဲ့ပါတယ်။သူကဗိုလ်ချုပ်ကြီးဝင်နေတဲ့နောက်ဆုံးစစ်သားတို့ထွက်ခွာသွားတာကိုကြည့်နေခဲ့ပါတယ်။ဒါကသမိုင်းတခြားကြီးကျယ်ဆုံးသောကတင်ချင်းတွေတဲကတခုပဲဖြစ်ပြီးတော့အများစုကအန်အိုးဝယ်ဖြစ်ရလို့ခေါ်ခဲ့ကြပါတယ်။အဲဒါကဒုတိယကမ္ဘာစစ်အတွက်အရေးပါတဲ့အလှည့်ပြောင်းတစ်ခုဖြစ်ပြီးတော့ဂျာမန်တွေကိုပြန်ဆုတ်အောင်ပြားပေးနိုင်ခဲ့ပါတယ်။စစ်သားတွေကဝင်းမောက်ကိုရောက်တော့ယထာနဲ့မွေးရမြေစီကိုပြန်ဖို့အမိန့်ရခဲ့ပါတယ်။ ယထာပေါ်မှာတော့ Alice ကစစ်ပွဲမှာရှုံးပြီးပြန်လာတဲ့အတွက်အမုန်းခံရမှာကိုစိုးရိမ်နေခဲ့ပါတယ်။ဝါကင်ပူရာကိုရောက်တော့ Alice တယောက်ဝင်းကြီးချုပ် Winston Churchill ရဲ့မိန်ကွန်းပါတဲ့သတင်းစာတစ်စောင်ကိုဝယ်ခဲ့ပြီးတော့ဖြစ်နိုင်ခြေကိုကြောက်ရွံ့နေတဲ့အတွက် Tommy ကိုကြည်ကြဲဖက်ခံခဲ့ပါတယ်။ဝင်းကြီးချုပ်ကစစ်သားတွေရဲ့ရဲရင်မှုနဲ့စ조사မှုတွေကြောင့်သူတို့ကလွတ်မြောက်လာတာဖြစ်ကြောင်းပြောထားတာကိုတွေ့တော့အံ့ဩသွားခဲ့ပါတယ်။ဒါမဲ့လည်းဝင်းကြီးချုပ်ကစစ်ပွဲမပြီးသေးတဲ့အတွက်အရှုံးမပေးဘဲနဲ့ဆက်လက်တိုက်ပွဲဝင်ဖို့ပြင်ဆင်ထားဖို့အမိန့်ပေးထားခဲ့ပါတယ်။ နောက်တစ်ခါမှာတော့ပီတာကဂျော့ချ်ရဲ့ပုံကိုတင်းစားတိုက်ယူသွားခဲ့ပြီးတော့ကယ်တင်ခြင်းမှာပါဝင်ခဲ့တဲ့သူရဲကောင်းအဖြစ်ပြည်သူလူထုကအမှတ်ရနေအောင်ထုတ်ဝေပေးဖို့တောင်းဆိုခဲ့ပါတယ်။ဇာလန်လီကတော့ဒါပါပဲခင်ဗျ။ဇုံတီနာဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါတယ်။